ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ကျွန်မက Globe Trotter ကြာကြီးပါကျွန်မလေဒီနေ့အဲကြောက်စဲဘက်ကကြောက်စဲမျိုးอ่ะပေါ့နော် KK ဖနက်ဆိုင်ကမိသားစုနှစ်စုပေါ့နော် KK ဖနက်ဆိုင်နဲ့တခြားမိသားစုနှစ်စုဒီပကံညာဥပ္ပကိုဖျားဘူးတွားရင်ပျောက်ဆုံးနေတဲ့ထူးဆန်းစွာပျောက်ဆုံးနေတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့ ဒီသူတို့မိသားစုကသူတို့မိသားစုတိုင်းဝိုင်းနေရနေပြီးတော့ကျေးဇူးပြုပြီးတော့အဆက်အသွယ်ရခဲ့ရင်ကုညီပြီးတော့ဆက်သွယ်စုံစမ်းအာမေးမြန်းပြီးတော့ကုညီပြီးတော့ရှာပေးကြဖို့သူတို့ကိုတွေးခဲ့ရင်လည်းသတင်းလေးပေးကြဖို့အာကုညီတောင်းထားလို့လိုင်းပေါ်မှာတွေ့လို့ကျမကပြန်ပြောပြီးကုညီတောင်းပေးရခြင်းဖြစ်ပါတယ်အာဖြစ်စဉ်ကတော့နိုဝင်ဘာ၂ရက်နေ့တုန်းကသူတို့ဒီကြောက်စဲမျိုးကဂီဂီ ဖနက်ဆိုင်ကမိသားစုရဲ့တခြားမိသားစုတစုရဲ့အလုံးပေါင်းလူကြီးလေးယောက်ခလေးနှစ်ယောက်ပါတယ်မိသားစုနှစ်စုပေါ့နော်အာကားနံပါတ်က7ဘာလဲမသိခွန်611တဲ့နဲအဲအဲ့ဒီကားနံပါတ်နဲ့တကယ်မတင်ပေးထားတယ်အဲ့ဒီကားနံပါတ်လေးနဲ့ပေါ့နော်သူတို့မိသားစုနှစ်စုသွားကြတယ်ပကံညာဦးတညာအိတ်ဆိုပြီးသွားကြတယ်တဲ့နောက်နေ့ကျတော့သူတို့အာအဲ့ဒီအချိန်ကြီးဆက်သွယ်ရတယ်နောက်နေ့ကျတော့သူတို့ ာဆက်တွေ့တဲ့ခါကျတော့နောက်ဆုံးဆက်တွေ့တဲ့ချိန်ရတဲ့သူတို့ပုပ်ပားဘက်ကိုသွားနေတယ်ဆိုပြီးနောက်ဆုံးဆက်တွေ့တဲ့ချိန်နဲ့ဘယ်လမ်းသွားတယ်ဆိုတာတော့မသိဘူးပေါ့နော်ပုပ်ပားကိုဘက်ကိုသွားနေတယ်ဆိုပြီးနောက်ဆုံးဆက်တွေ့တဲ့ချိန်အဲ့ဒီနောက်ပိုင်းကနေစပြီးအခုအချိန်အထိလုံးဝဆက်တွေ့မရတော့တာပါတဲ့ဆက်တွေ့လုံးဝမရတော့မရတော့ဘဲနဲ့ဘာအကြောင်းမှဘာတရင်မှလည်းမကြားတော့ဘူးသူတို့ဖုံးနေလဲဆက်တွေအကုန်ပိတ်သွားတယ်ပြီးရင် line ပေါ်လည်းလုံးဝမတက်တော့ပါဘူးတဲ့ အဲ့ဒါအကြောင်းအားလုံးကသူတို့မိသားစုဝင်တွေပတ်သက်တဲ့လူတွေကအားလုံးကစိတ်ပူပြီးတော့ဒီဟာလေးကိုလိုင်းပေါ်မှာအကူအညီတောင်းခံထားတာဖြစ်တဲ့အတွက်ကျမကဒါလေးကိုကူညီပြီးတော့ပြောပြပြီးတော့အာတင်ပေးရရင်ဖြစ်ပါတယ်အားလုံးလည်းကျေးဇူးပြုပြီးတော့ပကညာဥပကနေဘက်ကလူတွေကျေးဇူးပြုပြီးတော့တွေးခဲ့ရင်တခုခုသတင်းလေးများအစနာလေးများကြားခဲ့လို့ရှိရင်ဖုန်းနံပါတ်39 6 9500 901 39901951နဲ့39958209030တို့ကိုကျေးဇူးပြုပြီးဆက်သွင်းဆက်သွယ်ပေးပါလို့မြစ်တာရက်ခံပါတယ်ရှင်ဟိုမိသားစုဝင်များကိုစားပေါ့နော်ကျမကဒါလေးကိုတင်ပေးရခြင်းမှာနောက်တစ်ခုကခေကြီးခက်ကလာကြီးကအခြေအနေကမကောင်းတာဖြစ်တဲ့အတွက် အာဘာပဲဖြစ်ဖြစ်ခီးသွားတာတွေကိုစင်ကျင်နိုင်မှုအတွက်ကျမကဒီသတင်းလေးကိုပြောပြပေးရခြင်းလည်းဖြစ်ပါတယ်အကူအညီတောင်းခံပေးခြင်းလည်းဖြစ်ပါတယ်နောက်တစ်ခုကကျမအဲ့ဒီသတင်းရဲ့အောက်မှာလည်းအာတခုတွေ့ထားပါတယ်သူ့အမျိုးသားနဲ့အာဒီတခြားအဲသူ့အမျိုးသားအမျိုးသမီးတယောက်ကကွန်မန့်ရေးထားတာပါသူ့အမျိုးသားရဲ့တခြားသူ့တငယ်ချင်းတွေလားဆိုလားမသိဘူးအဲခီးသွတ်သွားတာပကညာဥပ္ပလူပြောတယ်ခီးထွက်သွားတာတဲ့အခုချိန်ထိအဆက်အသွယ်မရသေးလို့ အဲအဲ့ဒါလေးလည်းပြောပြပါအောင်ဆိုပြီးအကူအညီတောင်းခံ comment အောင်မှာအဲ့ဒီအမျိုးသမီးတယောက်ကလည်းအကူအညီတောင်းခံထားတာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုလည်းကျေးဇူးပြုပြီးတော့အာတွေးခဲ့ရင်ပေါ့နော်သတင်းလေးကြားခဲ့လို့ရှိရင်အာ live မှာတက်ပြီးပြောကြပါအောင်ကျမတို့ကိုပြောပြပါမယ်နော်ဟိုအမျိုးသမီးတယောက် comment နေမာလေရေးထားလို့ပါသူမျိုးသားနဲ့သူတငယ်ချင်းတွေနဲ့အခုချိန်ဒီပညာဝက်သွားတာအဆက်အသွယ်မရသေးလို့အဲ့ဒါလေးပြောပြပါဆိုလို့အဲ့ဒါလေးလည်းတခါတည်းပြောချင်တာပါအဲ့တော့သွားတတိလာတတိစားတတိ သတိရှိကြဖို့အရာရာသတိရှိကြဖို့ခီးထွက်တာတွေအာအရန်အရန်နေဒီချိန်မှာအာမလုပ်ဖို့စင်ကြင်ကြဖို့ပေါ့နော်နေရဒေသအချိန်ခါကြည့်ပြီးတော့သွားကြဖို့လေအဲဒါလေးကို message ပေးခြင်းလို့ပါဒါလေးအဲ့ဒါကြောင့်ဒီသတင်းလေးကိုကျွန်မအခုအာချက်ချင်းတက်ပြောပြရခြင်းဖြစ်ပါတယ်ကျေးဇူးပြုပြီးတော့အဆက်အသွယ်ရခဲ့လို့ရှင်ရင်ပေါ့နော်ဒါလေးကိုလည်းကူညီပြီးတော့ share ပေးလိုက်ကြပါမိသားစုဝင်တွေအာအတွက်ကူညီပြီးတော့ share ပေးပြီးတော့ဗောနော်ဒီဟာလေးကိုလည်းပြန်ပြီးတော့အာအတင်းလေးပြန်ပြောပေးကြဖို့မြစ်တန်ရက်ခံပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးပဲပိုင်